ရခင်ရဲ့ကျေးဇူးတို့ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အတွက်သာရအတွက်ယဉ်ကြီးမြုံနံပါဆိုရဲခေါင်းစဉ်လေးနဲ့အတူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့နှုတ်ခွတ်တော်ခံယူတဲ့အခါမှာရှင်လူကခရစ်ဝင်ခန်းကြီး16ဘောနော်အဲ့ဒီအဲမှာဘာဒီရှင်လူကခရစ်ဝင်ခန်းကြီး16တခန်းလုံးကလေငွေနဲ့ပတ်သက်တဲ့အကြောင်းကိုပြောတယ် ဆိုလောကမှာသက်ရှင်တဲ့အခါမှာငွေနဲ့ပတ်သက်ပြီးယုံကြည်သူတောင်းမိတယ်ဘလို့သက်ရှင်ရမလဲငွေပေါ်မှာဘလို့သဘောထားရမလဲဆိုရရတယ်ပေါ့နော်ဒါတွေကိုသင်ပြအသေးချာကျွန်တော်တို့ဥပမာလေးနဲ့ပြီးပြီးတော့မှပြောပြတယ်ဥပမာဆိုတာအာကျွန်တော်ထင်တယ်အဲ့ဒီခေတ်အခါတုန်းကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေတကယ်အဖြစ်ပြက်တွေကိုလည်းဒါ ခင်ပြတိနားလဲပြီးတော့မှတပည့်တော်တွေကိုပြန်ပြီးတုံတင်တာလဲဖြစ်နိုင်တယ်လို့တွေးမိတယ်ဗောနော်ဆိုတော့ဒါတွေကိုတွေးရတယ်ရှင်လုကခရစ်ဝင်ခန်းကြီး16မှာသခင်ပြပြောပြတဲ့အရာတစ်လေးကိုကျွန်တော်ရင်ဖတ်ကြည့်ခြင်းတယ်ခန်းကြီး16ငယ်တက်မှာတပည့်တော်တို့ကတဖန်မိန်တော်မူဒီကငွေရတတ်သောသူတယောက်၌ဗနာဇူးရှိထိုဗနာဇူးသည်သခင်၏ဥစ္စာများကို ဖြတ်စည်းသည့်အကြောင်းကိုသူတစ်ပါးတို့သည်သခင်ရှေ့၌အပြစ်တင်ကြသောသခင်သည်ဗန္နာဆူကိုခေါ်၍သင်၏အမှုအရာ၌ငါကြားရသောစကားကအဘယ်သို့နည်းဗန္နာဆူအရာမှမှတ်သားသောစည်ရင်းကိုပြီးတော့ယခုမှစ၍ဗန္နာဆူမလုပ်ရဟုဆို၏ဒါအခုနဖတ်သွားတဲ့ဥစ္စာအလုံးနာလဲပါတယ်တော့ပစံရှိတဲ့သူတယောက်မှာဗန္နာဒိန်းပေါ့ နော်သူ့ရဲ့ပတ်စံတွေကိုထိမ့်သိမ်းတဲ့သူတယောက်ရှိတယ်။ဆိုတော့ဖြက်စည်းတယ်လို့ပြောတဲ့အခါမှာတစ္ဆာမရှိတာပါ။နော်အဲသူ့အတွက်သူအကြံအောင်လုပ်တယ်ပေါ့။တစ္ဆာမရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတော့တွေးရတယ်။အဲ့ဒါသတင်းပြန်ကြားရတယ်။ပြန်ကြားတော့သခင်ကသူ့ကိုမြင့်ကအလုတ်ဖြုတ်တော့မယ်။အလုတ်ဖြုတ်လိုက်ပြီလို့ပြောတယ်။ပြောပြီးတော့မှလုတ်ထုတ်လိုက်တယ်။ဆိုတော့အလုတ်ထွက်ခံနေမှာလက်ကျန်အလုတ်လေးတွေရှိတယ် ငယ်သုံးမှာထိုအခါဗန္နာဆိုးကငါသည်ဘယ်သူပြုရမည်နီနိုင်သခင်သည်ဗန္နာဆိုးအရာကိုနှုတ်လိပြီလေလုတ်ချင်းကမဆွမ်းတဒေါန်းစားလုတ်ချင်းကရှက်ကြောက်၏တော့သူ့ရဲ့ position ကလည်းမြင့်တာ哦နော်တထေးအိမ်မှာအာငွေကြီးကိုထိမ့်သိမ်းပေးရတဲ့သူဆိုတဲ့အခါကျတော့အာ EACC ကြွကြုံမော်လေးလုတ်တဲ့သူဖြစ်တဲ့အခါကျတော့အော်ခုနလုတ်ကျန်လုတ်ဖို့အတွက်သူမလုတ်နိုင်တော့ခွန်အားမရှိတော့ နောက်တစ်ခုကလည်းဟိုသူများစီမှာ light တောင်းစားဖို့အတွက်ကိုလည်းခက်တယ်ပေါ့အာရှက်တယ်ဒါမျိုးလည်းတွေ့ရအဲ့ခါကျတော့ तू ကဒါကျွန်တော်တို့သိပါတယ်ဒီဖြစ်ပျက်လေးอ่ะ तू ဘာလုပ်လဲဆိုတော့ဒီအသေးကိုပြီးရမယ်အချားကုံသေးတွေပေါ့နော်ပြီးရမယ်အရာတွေရှိတယ်အဲ့ခါမှာ C အာခွက်တထောင် ပြီးဖို့ရှိတယ်မင်းဘယ်လောက်ပြီးရမလဲငါသခင်ကိုပြောတဲ့အခါမှာဆိုတော့သူကပြောတဲ့အခါမှာအဲဒါဆိုလို့ရှိရင်သစီးရင်းထဲမှာဆိုတော့ခွဲတစ်ထောင်ဆိုလို့ရှိရင်စီခွဲထောင်ဆိုတော့900ပြန်ပြောင်းပြီးရေးပေးလိုက်တယ်အောက်ဘက်ကကုန်သေးရသဘောကျအဲသူ့ကိုလက်ခံတဲ့သဘောပြန်ဖြစ်လာတယ်အဲနောက်တစ်ယောက်ကကြတော့လေကျုံစပားပေါ့ကျုံစပားအခွဲထောင်ပြီးရမယ်သူကဲ800ပဲပြီးกว่าဆိုပြီးတော့မှရေးပေးလိုက်တယ်ဆိုတော့သခင်မြတ်ဒီအမှုရာ ဒီဘန္နာဇိုးကဟိုဘယ်လိုပြောမလဲနည်းနည်းဟိုကလင်ကြီးချစ်ကြတာပေါ့နော်ကလင်ကြီးချစ်ကြတယ်အဲ့လိုမျိုးလုပ်တယ်ဆိုတော့အဲ့မှာသခင်ပြအဲ့ဒါကိုသွန်သင်နေဆိုတော့တွေ့ရတယ်ငွေရှစ်မှာမတရားသောထိုဘန္နာဇိုးသည်မတရားအောင်နော်ဒီပုဂ္ဂိုလ်မတရားအောင်လိမ်မာစွာပြုသည်ကိုသခင်သည်ချီးမွမ်းလေ၏အကြောင်းမူကားလောကီသားတို့သည်မိမိအမှုကိုဆောင်ရွက်ရပြီ အလင်းတို့ရောက်တော့သူတို့ထက်တာ၍လိမ်မာကြ၏အဲစကားအတော်တော်လေးသခင်ပြားဆူလိုခြင်းနဲ့အရာတော်တော်သွားတယ်ဆိုတာရှင်းကျင်မိတယ်ဆိုဒီပုဂ္ဂိုလ်ကမတရားဘူးတစ္ဆာမရှိဘူးနော်ဒါပေမဲ့သခင်ပြားအဲ့ဒီပုဂ္ဂိုလ်ကိုဘယ်လိုပြောမလဲဆိုတော့အာသူလုတ်တက်ကင်တက်တယ်ဆိုပြီးတော့မှအာ ချီကျူးလိုက်တယ်သူသခင်ကိုယ်တိုင်ကလည်းချီကျူးတယ်တဲ့ဒီအဖြစ်ပြက်မှာသခင်ကတိတိတာဗောဒီအဲသူလုတ်ပိုင်ခွေးနေရတယ်ဒီလုတ်သွားတဲ့ပုံစံမျိုးတွေ့ရတယ်နောက်တစ်ခါသခင်ဖခင်ကလည်းထပ်ပြီးတော့ဘောင်းမိမောင်းထိုးပြလဲဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာအတွက်ဒီပနာဇိုးကအာခုနပြောလို့ဒီလောကနဲ့သက်ဆိုင်တဲ့ဘယ်အချိန်မှာသူ့အတွက်အမျက်ကြံဘယ်လိုလုပ်ရမလဲဆိုတာကိုလုပ်တတ်တယ် ပြီးတော့မှသူအနာဂတ်မှာဖြတ်ပြီးတော့မှဒီပုံကိုယ်နဲ့ဘယ်လိုပေါင်းသိမ်းရမလဲဆိုတဲ့ဥစ္စာသူ့အနာဂတ်အတွက်ဟိုစီစဉ်ဘယ်လိုချရမလဲဆိုတော့သူကောင်းကောင်းလုပ်တတ်တယ်ဒါတော့မှဒါမတရားတဲ့သူနော်ဆိုတော့အဲ့ဒါကိုသခင်ပြပါပြောလဲဆိုတော့လောကမှာရှိတဲ့သူတွေကနီလန်ပေါင်းစုံနဲ့တရားသည်ရှိစီမတရားသည်ရှိစီဆိုတော့အကျိုးအမြတ်ရဖို့အတွက်သူတို့အကျိုးအမြတ်ရဖို့အတွက်သူတို့ကလုတ်တက်ကြင်တက်တယ် ်ပြီးတော့ရှေ့ရေးအတွက်ကိုလည်းသူကြံကြံရေးဖင်ရင်နဲ့ဆောင်ရွက်တတ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အလင်းကိုရောက်တဲ့သူတွေကဒီနေရာမှာအားနေတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါကိုသခင်ဖျက်ဘာပြန်လှုပ်ပြီးလိုက်လဲဆိုတော့ပြန်ပြီးတော့မှထတ်တူပြုတ်ပြီးတော့မှပြန်ပြောပြတဲ့အရာဒီနေ့ကျွန်တော်ခေါင်းစဉ်တင်တာအဲ့ဒါဆိုတော့ယုံကြည်သူတွေဒီလေဘာလို့ရမလဲဆိုအဲ့ဒီလိုအဲ့ဒီလို့ လုတ်တက်ဖို့လိုတယ်ဆိုတော့ခုနမတရားလုတ်ဖို့ပြောတာမဟုတ်သူများကိုကလင်ကလေးကြစ်ချဖို့ပြောတာမဟုတ်တစ္ဆာမေ့ဖို့ပြောနေတာမဟုတ်ဘူးဆိုတော့ငယ်ကိုမှဒါဒီဥမှတစ်ခုလုံးရဲ့အချုပ်ပဲဆိုတော့တဖန်ကဆိုဒီကသင်တို့ဒီစုတည်သောအခါအစင်မြည်တည်သောဗိမာန်၌သင်တို့ကိုလက်ခံလက်တန်းသောအဆွေရှိစီခြင်းဟာ မမြင်သောလောကီစီစဉ်ကိုတုံးဆောင်ကြလောဆိုတည်သွားတဲ့အချိန်မှာကျွန်တော်ကောင်းခင်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကိုလက်ခံတဲ့သူရှိဖို့ရည်ကြီးရဆိုတာဖခင်လက်ခံရပြီမဟုတ်ဘူးလားဒီလိုတွေးလို့ရတယ်လေဖခင်လက်ခံတာယေရှုကနေမှရှိပြီးယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့ကောင်းခင်ရောက်တယ်မှန်တယ်အဲ့တော့ကောင်းခင်တက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ခုနဟိုဝမ်းမြောက်စွာနဲ့ကျွန်တော်တို့အတွက်ကိုဟိုကြုံစုံနေမဲ့အဆွေမိတ်ဆွေကောင်းခင်သားအချင်းချင်းကျွန်တော်တို့ထောက်ခံမဲ့သူတကယ်များဒါကိုပြောချင်နေတာဆိုတော့တွေ့ရတယ်ဆိုတော့အဲ့လိုလူမျိုးကောင်းခင်မှာရှိပြီလားဒါကိုပထမအဆုံးအနေနဲ့ကိုကုတ်ကိုစင်စင်မိတယ်အဲ့ဒီလို့ ဆင်ခြင်တဲ့အခါမှာသခင်ဘုရားပြောတဲ့တုန်တင်ချက်ကမလုပ်ရမလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ပိုင်နေတဲ့လောကမှာရှိနေတဲ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းငွေကြီးပညာပြီးတော့ကိုယ့်ရဲ့လုပ်အားပေါ့နော်အစွမ်းရည်ကိုဘယ်အတွက်ယဉ်ဤမြုပ်နိုင်ရမလဲဆိုလို့ရှိရင်ကောင်းကင်နိုင်ငံအတွက်ယဉ်ဤမြုပ်နိုင်လိုက်ပါသတ်တာဟုတ်ပြောနေတာဖြစ်တယ်ဆိုတော့တွေးရတယ် ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်မှာရှိတဲ့ပိုင်ဆိုင်တဲ့ငွေကြီးပစ္စည်းဥစ္စာနဲ့ကောင်းကင်နိုင်ငံမှာအာကျွန်တော်လက်ခံတဲ့သူရှိဖို့အတွက်ဘယ်လိုမြုပ်နိုင်ရမလဲဒါကိုကျွန်တော်စပြီးတော့မှစဉ်းစားဆင်ခြင်ကြည့်တယ်ဆိုတော့အဲ့ခါမှာအဓိကကတော့ဆိုတော့သခင်ယေရှုလူတွေယုံကြည်လက်ခံလာဖို့အတွက်အရေးကြီးတယ်လေ ဆိုတော့တခင်ရှုယုံကြည်လက်ခံမှာကောင်းငုံသွားကြမှာအဲ့ဒီလိုလုပ်မဲ့လုပ်ငန်းနေအေးဝန်ကလေးလုပ်တဲ့လုပ်ငန်းဒါမှမဟုတ်သာသနာနဲ့သက်ဆိုင်တဲ့လုပ်ငန်းဒီအရာပေါ်မှာကျွန်တော်ငွေကြီးကိုပါဝင်တယ်လှူဒန်းတယ်ပြီးတယ်ဒါဆိုလို့ရှိရင်အဲ့ဒီမှာအေးဝန်ကလေးလုတ်ဆောင်တဲ့သူတွေအပေါ်မှာဘုရားခင်ကောင်းကြီးပြီးတဲ့အခါမှာဒါကို အင်မီဂရန့်စကားကြားပြီးတော့မှအဲ့ဒီလူတွေပြောင်းလဲတက်တာပြောင်းလဲပြီးတော့ကောင်းငင်ရောက်တယ်ဆိုအဲ့ဒီလူတွေကကျွန်တော်ပေးလိုက်တဲ့ငွေကြီးကြောင့်ကျွန်တော်ရဲ့အဥ္စာပစ္စည်းကြောင့်သူတို့ဒီကျွန်တော်နားလေသဘောပေါက်တဲ့အခါမှာကောင်းငင်မှာကျွန်တော်လက်ခံမဲ့သူဖြစ်လာမယ်ဆိုတာကိုတွေ့ရတယ်။ဒါ ਹੀ မဲလားမဟုတ်ဘူး။ဟောဆိုတော့ကျွန်တော်တက်တာတဲ့မှာကျွန်တော်ခံစားရကျွန်တော် shock ရသွားစီတယ်ရပါတော့။ဆိုတော့ကျွန်တော်အံ့ဩမိတယ် ဆောစောညီကိုတရားပေါ့အဲ့တော့ तू ကဖះအတွက် तू ပါဝင်တဲ့အခါမှာကျွန်တော်ကဒီအဆွေးရှိလို့တော့မဟုတ်ဘူးပေါ့ तू ကဒါပေမဲ့ तू ကဖះကိုဘယ်လိုပြီးကျင်လဲဆိုသူ့ဖះသခင်အရင်ကောင်းကြီးပြီးတဲ့အခါမှာ तू ဆယ်ဖို့နှစ်ဖို့ပြီးမယ်ဆိုတော့ तू ဖះကိုပြီးတယ်ပြီးတော့ဘယ်လိုဖြစ်လာလဲဆိုတော့လုပ်ငန်းလုပ်နေရင်းနဲ့ပေါ့เนาะအဲ့လိုမျိုးလုပ်လုပ်ဆရာလေးတွေကလည်းရှိလာတဲ့အခါမှာ तू ဆယ်ဖို့တစ်ဖို့ပဲပြီးမိတယ်နောက်တစ်ဖို့ तू မပြီးနိုင်အောင်ဖြစ်နေတာ ဆိုတော့မပြီးနိုင်တော့ तू ဘာလုပ်ထားလဲဆိုလို့ရှင် तू စည်ရင်တော့မှတ်ထားတယ်မပြီးနိုင်ဘူးအဲ့လိုဖြစ်နေတယ်ဆိုတော့အဲ့တော့ तू အားတဲ့စိတ်ထဲမှာ तू စိတ်မကောင်းဖြစ်နေတယ်ဟိုငါဖះအောင်ငါပြောထားတယ်ငါဆယ်ဖို့နှစ်ဖို့ပြီးမယ်အဲ့မှာငါအခုငါတစ်ဖို့ပဲငါပြီးပြနေတယ်ဆိုတော့တစ်ဖို့ကအကျွေးကြံလို့ဖြစ်နေတယ်ဘောနော်တကယ်တော့သူ့ဘယ်သူမှကန့်သက်တာလည်းမဟုတ်ပါဘူးသူ့သူဘေးအပေါ်မှာစဉ်းစားရှိတယ်အဲ့ဆယ်ဖို့တစ်ဖို့ပြီးနေတဲ့အရာလည်းတကယ်ထိရောက်တဲ့ နေရာမှာသူအုံပြုတ်နေတာဖြစ်တယ်။ဒါပေမဲ့သူစဉ်းစားမိတယ်။ဆိုတော့သူတို့ကဒီနိုင်ငံသားမှာနေတဲ့အခါမှာဆိုတော့သူ့ရဲ့ဒီဟိုပင်စင်ယူတော့မဲ့အွေကြောက်လို့ရှိရင်သူတို့တွေစားတော့ဖို့အတွက်ပေါ့အဲနိုင်ငံတော်ကနေပြန်ပြီးတော့မှထောက်ပံ့မယ့်အရာပေါ့အဲ့ဒါကို retire ယူမဲ့နောက်ပိုင်းမှာပြီးတဲ့ငွေကြေးကိုသူအဲ့ဒါတော့မြင်လိုက်တယ် မြင်ပြီးတော့မှငါရဲအဲ့ဒါကိုပြန်ထုတ်လိုက်တော့မယ်ထုတ်လိုက်ပြီးတော့မှခုနဇေဘုနှစ်ဖို့မှာအကျွေးတင်နေတဲ့တဖို့ငါပြန်ဆက်ပြီးတော့မှအဲ့ဒီအရာအပြင်ငါပြန်ပြီးတော့မှပြီးမယ်ဆိုတော့နောက်ပိုင်းကာလမှာဘုရားသခင်ပြင်ဆင်มาပဲဆိုဟာအတမျိုးတမျိုးဖုတ်ခပေးတဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော်ကြားတော့အော်ငါ ကျွန်တော်အသက်တာကျွန်တော်မှုတော်ဆောင်တယောက်အနေနဲ့တော့ကျွန်တော်ပါဝင်တဲ့အရာတွေရှိပါတယ်အဖို့ကပြီးတဲ့အရာလေးတွေရှိရဆိုမယ်ဒါပေမဲ့အဲ့ဒီညီကူလောက်ကျွန်တော်မှလေယုံကြည်ခြင်းမရှိဘူးလဲပြောလို့ရတယ်အဲ့တော့ကျွန်တော်အဲ့လောက်ထိ invest မလုပ်သေးဘူးဆိုတာကိုကိုကိုလေးကိုရှက်မိတဲ့အနေအထားမျိုးတစ်ခုရှိနော်နော်ညီကူတယောက်ဆိုလို့ရှိရင်လည်းပြည့်ဘူးတယ်သူကကြတော့အင်္ဂလိပ်စာသင်ပေးတယ်အင်္ဂလိပ်စာသင်ပေးတော့ဒါ ွားတကယ် professional ဖြစ်တဲ့အခါမှာအခကြေးငွေပေးပြီးတော့မှသူကသင်ပေးတဲ့သူဖြစ်တယ်။ဒါပေမဲ့တဲ့သူကဒီအမှုတော်ဆောင်လေးအတွက်ပေါ့နော်အမှုတော်ဆောင်လေးအတွက်ကိုသူတို့တက်တဲ့ပညာနဲ့ပြန်ပြီးတော့မှဒါကိုအခမဲ့ပြန်ပြီးတော့မှသင်ပေးတယ်ဆိုတာဒါသူတက်တဲ့အရာကိုသူပြန်ပြီးတော့မှ session တစ် session သူပေးလိုက်တယ်ပေါ့ဆိုတော့ပြီးလိုက်တဲ့အခါမှာဒီအမှုတော်ဆောင်လေးကလည်းခုနပြောလို့ပေါ့အင်္ဂလိပ်စာနဲ့ဟိုအနည်းနဲ့သူတွေဆိုလို့ရှိရင် ဟိုမလွတ်ကင်းဘူးဗျာမလွတ်ကင်းတဲ့အခါမှာဆိုတော့ဒါတွေကိုလေ့လာတဲ့အခါမှာဒါမှမဟုတ်ရှင်လည်းအခြားကြောင်းတွေသွားတက်တဲ့အခါမှာ entrance တွေဖြေရတဲ့အခါမှာဆိုတော့သူ့အားဖြင့်ကောင်းကြီးဖြစ်တယ်ဆိုတော့တွေးရတယ်ဆိုတော့ဒါလေ inverse look တွေအထဲမှာပါတယ်လို့ကျွန်တော်သုံးသပ်မိတယ်မနောက်ထပ်တစ်ခုကကြတော့ဒါကျွန်တော် live stream မှာတွေ့ရနော်ဒီညီကိုတွေကျွန်တော်လက်ရှိအသက်တာထဲမှာကြုံတွေ့ရတာနောက်တစ်ယောက်ကကြတော့တော်တယ်ပေါ့နော်ပြောမှာတကယ်နာမည်ကြီးတဲ့ studio မှာ တန်ဖန်းနေတဲ့ဆရာသမားတယောက်ပါ။အဲသူကလည်းဒီအသင်းတော်ထဲမှာရှိနေတဲ့သူတွေကဒီ audio နဲ့ပတ်သက်ပြီးတော့မှနားလေသဘောပေါက်အောင်လို့ဆိုပြီးတော့မှသူ့ရဲ့ပညာကိုအခြားနေရာတွေမှာဆိုလို့ရှိရင်တင်းကိုဆေးချီပြီးပြီးတင်နေရတဲ့နေရာမှာသူကအဲ့ဒီအရာအတွက်ကိုဆိုတော့ဂျန်နဲ့အာအသင်းတော်မှာရှိနေတဲ့သူတွေအတွက်ကိုမလုပ်လိုက်လေဆိုလို့ရှိရင်တင်ပြီးမယ်ဆိုပြီးတော့မအားတဲ့ကြားတွေက သူ့ရဲ့အချိန်ကိုရွေးနှောပြီးတော့မှဘာလို့ပြီးလဲဆိုလို့ရှိရင်သင်ပေးတယ်ဘလို့သင်ပေးလဲအခမဲ့အခုနအင်္ဂလိပ်စာညီကူကလည်းအခမဲ့သင်ပေးတာဆိုတော့သူတို့တက်ထားတဲ့ပညာတွေတည်းကပြန်ပြီးတော့မှအဖို့ခပေးတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါဒါဆိုလို့ရှိရင်ဟိုကျွန်တော်ကျွန်တော်နားလေတာပေါ့နော်ဆိုတော့ဒါအသင်းတော်ထဲမှာခုနပြောတဲ့မြို့ကဘတ်တော် ဝင်ငားတဲ့အချိန်လေးမှာဒါမှမဟုတ်အခုဒီခေတ်ကဆိုတော့ live လွှင့်တဲ့အချိန်မှာဒီအသံပိုင်းဆိုင်အရင်ရည်ကြည့်ရအောင်ဒါတွေကိုအကောင်းဆုံးပြန်လုပ်နိုင်အောင်လို့ဒါတွေကအပြင်မှာကျွန်တော်ကြောင်းနေပါသေးတယ်တော့တက်မယ်ဆိုအရင်ပတ်စံပေးရတဲ့အရာမျိုးဒါသူတို့ကဒီလိုမျိုးဩပေးပေးဆက်လိုက်တဲ့အခါမှာဂျန်နေသူတွေအတွက်အကျိုးမြတ်ဟိုအကျိုးရှိသွားတယ်ဆိုတဲ့ဥစ္စာလေးကိုတွေ့ရတယ်ဒီဘက်ကအင်္ဂလိပ်စာသင်တဲ့ညီကိုဆိုလို့ရှိရင်လည်းဒီလိုပဲခုနပြောလို့ဆိုတော့ကျွန်တော်လေ့လာနေတဲ့အခါမှာအချို့အရာကြီးနားမလဲ ဒါပေမဲ့သူ့အဖြစ်ကျွန်တော်တို့အခမဲ့နားလဲသိရှိသွားတယ်။ဟောနောက်ထပ်ညီကိုတယောက်ဆိုလို့ရှိရင်သူ့သူ့ရဲ့ဒီအနာဂတ်ပေါ့သူ့ရဲ့အနာဂတ်မှာသူ့ရဲ့ဦးစားမင်းစာစုရတဲ့အရာကိုဖြတ်တောက်လိုက်ပြီးတော့မှအခုလက်ရှိလိုအပ်နေတဲ့နေရာမှာထိတိယရောက်ပါဝင်မယ်ဆိုတဲ့သုံးပြချက်တွေ။ဆိုတော့ဟောသူတို့ကမှုရောဇောင်းနေမဟုတ်ဘူးဗျ။ဒါပေမဲ့သူတို့ရဲ့လောက်ကန်နေတဲ့အရာတွေကသူတို့ယဉ်ဒီမြုပ်နှံတဲ့အရာတွေကဒီပဲ အာကျွန်တော်တို့အသက်တာထဲမှာခွန်အားပြန်ယူစရာကြောင်းဖြစ်တယ်ဆိုတာကိုဟိုတွေ့ရပါတယ်။အဲ့တော့ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာလည်းဒါလေးကိုကျွန်တော်ဟိုမိမောင်းထိုးရှင်ပါတယ်။ကျွန်တော်ဘာတက်နိုင်လဲ။အဲ့တော့ကျွန်တော်တက်နိုင်တဲ့အရာကိုကျွန်တော်တို့ကဒီအာတမာတရားအတွက်အေးဝင်လီတဲ့င်းစကားအတွက်ကျွန်တော်တို့ပါဝင်လို့ရပါတယ်။ကျွန်တော်ငွေကြေးတက်နိုင်တယ်ဆိုလို့ရှိရင်ငွေကြေးပါဒါပေမဲ့တစ်ခုပြောရှင်။ဘာလဲဆိုလို့ရှိရင်စစ်မှန်တဲ့ ာသနာထိရောက်စွာလုတ်တိုင်ဆောင်ရွက်နေတဲ့တာသနာမှာကျွန်တော်တို့ပါဝင်တက်ဖို့လိုရဲ့ဗျာ။ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုလို့ရှင်အချို့တွေကငွေကြီးကိုပဲမိမောင်ထိုးပြီးတော့မှငွေကြီးပေးလိုက်ပြီးတော့မှပြီးတော့မှအဲ့ဒီမှာတကယ်တမ်းသူတို့ရဲ့ဒီတာနာလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာဒါတကယ်တမာတရားနဲ့အညီမှုတော်ဖြစ်သွားတယ် တော့ဘယ်လိုလဲဆိုလို့ရှိရင်အေးဝံကလေးနဲ့တဆိုင်နဲ့သင်္นานပုံစံမျိုးဟိုလုတ်တယ်သူတို့ပြောတာတော့ဗောနော်ဒါအတ္တတာမှာမြင့်မြတ်တယ်ဆိုတော့ပုံစံမျိုးလုတ်တယ်ဟာငွေကြီးအများကြီးတောင်းနေဗျတဲ့ကိုရာချီပေးရတဲ့သင်္นานမျိုးဖြစ်နေတယ်အဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဖိုးခပေးရတယ်โอเคဘယ်လိုရှိရင်ဒါပေမဲ့အဲ့ဒီအဲ့ဒီလိုပေးလိုက်တဲ့အတွက်ကြောင့်မလို့ အဲ့ဒီသာသနာအရန်တိုးတဲ့ကြီးပွားသွားတယ်ကျွန်တော်မနာလိုလို့ပြောနေတာလုံးဝမဟုတ်ပါဘူးအဲ့ဒီသာသနာတိုးတဲ့ကြီးပွားသွားတယ်ဒါပေမဲ့သင်နှန်းသွားတက်တဲ့လူတွေကဟိုမှာအိမ်ရောင်းနေခြံရောင်းနေလေရောင်းနေဒုက္ခတွေရောက်မိဘတွေကယဉ်တမမနဲ့မျက်လုံးပြူမျက်စံပြူနဲ့ဒုက္ခတွေရောက်တဲ့ချိန်တွေဖြစ်လာအောင်။အိုးတာမီလိမ်မာပါစီတော့နှုတ်ကပတ်တော်နဲ့ညီနေရပါစီတော့တမန်တော်ရားနဲ့ မွေလျော်ပါစီတော့သူပေးလိုက်တာအဲဒါမဲ့ဟိုမှာတောင်းတော့ထပ်ပြီးတော့မှရှိတာတွေကိုရောင်းပြီးတော့မှပေးရတယ်ပြီးလဲပြီးရောအဲ့ဒီတင်တန်းပြီးသွားလို့တဲ့နှစ်လလားသုံးလလားပြီးသွားလို့ပြန်လဲပြန်လာအောင်အဲ့ဒီခလေးတွေကသူ brand မဲ့ဝတ်တော်တာ branded နေပဲဝတ်တော်တာဟာအိမ်မှာနေတဲ့အခါမှာသူတို့ကမင်းစီစဉ်ရှိတော့ရစ်ပရိုဟိတ်ဖြစ်သွားပြီဆိုတော့တဲ့ တို့ကဒီ branded တွေပဲတို့ကဝတ်တော့တာဆိုတော့ဟိုခစ်စကားနဲ့ပြောရင်အောက်ခြေလွတ်သွားတာဘဝမိသွားတဲ့ပုံစံဖြစ်သွားတာဆိုတော့အဲ့ဒါတွေအဲ့ဒါတွေအဲ့လိုသင်ပေးတဲ့နေရာတွေကအဲ့ဒါနှုတ်ဘတ်တော်တမာတရားနဲ့သင်ပေးတဲ့နေရာမဟုတ်အဲ့ဒီနေရာမှာ invest လုပ်ဖို့မရဘူးမလိုဘူးနောက်တော့ကျွန်တော်ကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာဥဆောင်နေတဲ့ဆရာသမားတွေကအာပတ်စံအများကြီးချမ်းသာခဲ့ပြီးတော့မှာသင်တန်းသွားတက်တဲ့သူတွေကအနောက်မှာအကုန်လုံးမွေးတည်ကုန်တာ အကုန်လုံးဒုက္ခတွေရောက်ကုန်တာရှိမြဥစ္စာလေးတွေပေါင်ပေါင်နှံထားပြီးတော့မှဘဝပြတ်တဲ့သူကဘဝပြတ်သွားကြကျွန်တော်ကျွန်တော်ကြားရတယ်ပြီးတော့မှချို့ဖြစ်ပြက်တွေကတကယ်ရှိနေတယ်အဲ့ဒီနေရာမျိုးမှာကျွန်တော်ရင်းနှီးမြှုပ်နှံမိလားအဲ့ဒီနေရာမှာကအပေါင်အရင်သိကောင်းတယ်အဲ့ဒီနေရာတွေအတွက် promotion လုပ်ပေးတဲ့သူတွေအများများတယ်အဲ့တော့လူလိန်တွေသူတို့ကျွန်တော်တတိထားရမယ် ကျွန်တော်ခုနပြောပြတဲ့သူတွေကတကယ်အသက်တာရင်းကနေယူဖိတ်ပြီးတော့မှလှုပ်လှုပ်ဆောင်ပေးတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပါဝင်တဲ့အရာဒီဘယ်နေရာမှာကျွန်တော်တို့ပါဝင်ပြီးတော့မှဘယ်နေရာအတွက်ကျွန်တော်တို့ယဉ်ဒီမြုံနေလဲဆိုတာကိုလည်းတေချာဖယားသခင်ကိုဆူတောင်းပြီးတော့မှဝိညာဉ်တော်ဖျားကျွန်တော်တို့ပြောပြအခါမှာတေချာသဘောပေါက်တော့မှကျွန်တော်တို့ယဉ်ဒီမြုံနေဖို့လိုအပ်ပါတယ်။ဆိုတော့တကယ်ထိရောက်တဲ့တော့လှုပ်ဆောင်နေတဲ့သူတွေအများကြီးရှိပါတယ်။ အခုကျွန်တော်ဒီမှာပြီးမှရှိနေတဲ့အခြေအနေဆင်းရဲဒုက္ခရောက်နေတဲ့သူတွေနော်ပြီးတော့မှဒီအင်းဝင်ကလေးအဲ့ဒီဂျားထဲမှာမှအင်းဝင်ကလေးလှုပ်ပြီးနေတဲ့သူတွေပြီးတော့မှကုညီမဆပြီးနေတဲ့သူတွေတကယ်မြေပြင်မှာလှုပ်နေတဲ့သူတွေရှိပါတယ်အဲ့ဒီသူတွေစီကိုပါဝင်ပါအဲ့ဒီသူတွေစီမှာကျွန်တော်ရင်းနှီးမြှုပ်နှံပေးပါဒါဆိုလို့ရှိရင်ကောင်းငင်ရောက်လို့ရှိရင်ကျွန်တော်တို့အတွက်ဝေခန်းလှုပ်ပြီးနေမယ်ကျွန်တော်တို့ကြိုးစုံနေမယ် ထာဝရမိတ်ဆွေတွေအရင်ရှိလာမယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်ထာဝရအတွက်ယဉ်ဤမြုံနဲ့မို့မင်္ဂန်စွာယဉ်ဤမြုံနဲ့တတ်တော်သူများဖြစ်ပါစေလို့နှုတ်ဘတော်အဖြစ်ကျွန်တော်ခွန်အားပေးခြင်းပါတယ်ဝင်ငှားခြင်းပါတယ်။အားလုံးပေါ်မှာဖြာခင်တာ၍ကောင်းချီးပေးပါစေ။